င်မျက်နှာပြင်မြင့်တက်လာခြင်းကြောင့်ဟွန်ဒူရက်ရှိငါးဖက်ရွာများရေတိုက်စားပျက်စီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာဟွန်ဒူရက်တောင်ပိုင်းရှိရှက်တန်နိုငါးဖက်ရွာနဲ့အနီးနားရှိရွာတွေမှာပစိဖိတ်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းကြောင့်ပင်လယ်ရေတိုက်စားသွားခဲ့ကအိမ်များအဆောက်အုံများပျက်စီးသွားရပါတယ်ဟွန်ဒူရက်အယ်လဆာဘေဒိုနီကွာရာကွာဒိုနဲ့ထိစပ်နေတဲ့ဖွန်စီကာပင်လယ်ကွင်းမှာနေထိုင်တဲ့သူတွေဟာယာတီဥတုဖောက်ပြန်ခြင်းရဲ့တန်တွေကိုခံစားနေရပြီးရေခဲပြင်များအရေးပြောလာကပင်လယ်ရေမျက်နှာပြင်မြစ်တက်လျက်ရှိပါတယ်။ ပင်လယ်ရေကတက်နေပြီးထပ်ပြီးတက်လာတဲ့အခါနောက်ထပ်တနေရာကိုပြောင်းရပါဦးမယ်လို့ပြီးခဲ့တဲ့နေ့မုံတိုင်းတုန်းကအိမ်ဆုံးရှုံးသွားခဲ့တဲ့ Temaradia Flores က AFP ကိုပြောပြခဲ့ပါတယ်။ NGO ထုတ်ပြန်ချက်အရပင်လယ်ရေဟာ16နှစ်အတွင်းရှက်တနာရွာထဲသို့344ပေဝင်ရောက်ခဲ့ပါတယ်။အိမ်အများအပြားစီးပွားရေးလုပ်ငန်းများအနဝတခွဲကန်ရဲဌာနပန်းချံစားတောက်ဆိုင်တွေဟိုတယ်တွေပါပျက်စီးသွားခဲ့ရပါတယ်။ဒါ့အပြင်ဒီရွာမှာငားရီအတွက်ကြာဆင်းလာတာနဲ့လည်းရင်ဆိုင်နေရပါသေးတယ်။ ပင်လယ်ဤသရဝများစွာနေထိုင်တဲ့ဒီအတော်ကြီးဟာပင်လယ်ဤမျက်နှာပြင်နှင်းမြစွာမြင့်တက်လာတာကိုလက်ရောညီတွေမဖြစ်ပဲထိခိုက်ပျက်စီးနေပါတယ်။အရင်ကငမန်းတွေလင်းပိုင်တွေရှိခဲ့ပေမဲ့အခုတော့ဘာမှမရှိတော့ပါဘူးလို့လေလုံငတ်ရှင်လူးဝစ်ဖာနန်ဒိုအော်တစ်ကဖွင့်ဟခဲ့ပါတယ်။အခုတော့ကန်ယူတဲ့ရေလိုင်းကာကွယ်ရန်နဲ့ပျက်စီးသွားတဲ့ဒီအတော်ပြန်လည်ရှင်းတက်လာရန်စီစဉ်နေဆက်ဖြစ်တဲ့ကိုတက်ဖာကော့စီမံကိန်းကိုသာမျှော်လင့်နေရပါတယ်။ ကဘာကြီးပူနေလာမှုကြောင့်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာရကနေမြေနေပိုင်းကလူအများပြားထွက်ပြေးရနိုင်တဲ့အခြေအနေရှိလာနိုင်ကြောင်းကုလသမဂ္ဂအကြီးအကဲအန်တိုနီယိုဂူတာရက်စ်ကသတိပေးထားပါတယ်။မြေနေပိုင်းကန်ယူတန်းဒေသတွေမှာနေထိုင်တဲ့လူတန်းပေါင်း900ခန့်မှာ DNA ရှိနေတာဖြစ်ပါတယ်။1900ခုနှစ်နဲ့2018ခုနှစ်ကြားကာလတွေမှာပင်လယ်ရေမျက်နှာပြင်ဟာ6လက်မကနေ10လက်မအထိမြင့်တက်ခဲ့တယ်လို့ကုလသမဂ္ဂကပြောကြားထားပါတယ်။ဒီအတော့အလုံးဟာလာမယ့်နှစ်တရာအတွင်းလုံးဝပြတ်သုံးသွားနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။ အစိုးရပိုင်းပုပ်ပလိကဖွဲ့စည်းရက်ဖက်ဖွဲ့စည်းပညာရေးတိုက်ဝိုက်မှုမှာခေါင်းဆောင်များကယခုကြာတာပရင်းနေနဲ့တောက်ကြနေလိုမှာပနားမမှာစူဝေးပြီးဖိအားတန်ခံနေရတဲ့ပင်လယ်နေတံတားများကိုကက်တင်ရန်အကြောင်းဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါတယ်ညာ